အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြောချင်တာကဘာလဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့ပတ်ခနာမည်တွေပေါ့နော်ပတ်ခနာမည်တွေကိုစိုးကြိုးပေးတယ်ဆိုပြီးအများကြီးရေးကြတဲ့သူတွေရှိတယ်ပတ်ခနာမည်တွေကဘယ်လိုမျိုးလေးတွေဖြစ်တတ်လဲဆိုတာလေးကိုအသေးစိတ်တော့မပြောပြတော့အသေးတင်တာလေးတွေနည်းနည်းလေးပြောပြမယ်အဲ့တော့ပတ်ခနာမည်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ပฏิပခဖြစ်တဲ့နာမည်လို့ပြောတာကျွန်တော်တို့ကတော့အလွယ်ပတ်ခဖြစ်တယ်ဆိုလို့ပြောကြတာပေါ့နော်အဲ့တော့ပတ်ခဖြစ်တယ်ဆိုတော့ဘာလဲဆိုတော့ဟို အထုံးမှာရှိတဲ့နေနံနဲ့ကျွန်တော်တို့ပုရိမှာရှိတဲ့နေနံနဲ့ကိုအရှိအနောက်တွဲပေးထားတာကိုပြောတာနောက်ပြီးတိုက်မှာရှိတဲ့နေနံနဲ့ယာသမှာရှိတဲ့နေနံနဲ့ကိုနော်အပြန်အလှန်တွဲပေးထားတာအဲ့လိုပဲမရဏနဲ့အဒီပရီအပြန်အလှန်တွဲပေးထားတာမျိုးတွေလည်းပက္ခမိတ်ဒီလိုဘင်ကားအစဘင်ကားအစုံပေးထားတဲ့နာမည်တွေရတယ်ပက္ခမိတယ်လို့ဘေးဒီမှာဆိုတယ်ပက္ခဘလို့ဖြစ်လာလဲဆိုတော့တွက်တဲ့နီးတွေတော့ရှိတယ်ဒါမှမဟုတ်ဒီနေရာမှာပြောပြရင် နားလဲမှာမဟုတ်ထားလိုက်တော့အဲ့တော့ဒီလိုပက်ခနာမည်တွေပေးတာမိတယ်ဆိုတော့တတိထားအောင်ပေါ့ဒါဒီနှစ်မှာမွေးတဲ့ကလေးတွေဆိုတော့ကျွန်တော်တွေ့ကြည့်လို့ရမယ်စနေအစစနေအဆုံးပေးလိုက်တယ်ဆိုရင်ဒါဘင်ကားအစဘင်ကားအဆုံးဖြစ်တဲ့အတွက်ဒါပက်ခမိတယ်ပေါ့ဗျာတော့ဒီလိုမျိုးပြောတာအဒီနှစ်မှာမွေးထားတဲ့အင်္ဂါသားလေးတွေကိုအင်္ဂါအစဗုဒ္ဓဘူးအဆုံးပေးထားတယ်ဒါမှမဟုတ်ဗုဒ္ဓဘူးစအင်္ဂါအဆုံးပေးထားရဲဆိုရယ်ဒါပက်ခမိတာပေါ့ဒီလိုပက်ခမိတဲ့နာမည်ရှင်တွေရဲ့ပြဿနာပါတော့အများအားဆုံးနေတာလား အမြဲတမ်းကောင်းနေတာလားအဲ့လိုတော့လည်းမဟုတ်ဘူးပေါ့နော်သူအကျိုးပေးချိန်တန်လာရင်တော့ပတ်ခနာမည်တွေကစိုးကျိုးပုံနင်းနေနာနာပေးတာမျိုးတွေရှိသလိုကောင်းတဲ့အကျိုးပေးချိန်ကြရင်လည်းထူးခြားတဲ့အကျိုးပေးမှုမျိုးတွေတော့လည်းပတ်ခနာမည်ရှင်တွေကရကြတယ်ဒါမှအကျိုးနေရာတွေမှာပဋိပက္ခသဘောဆောင်တာဖြစ်တဲ့အတွက်ဟိုအစိုးအနေနဲ့ရှောင်ကြတာများပါတယ်ပတ်ခကောင်းကျိုးတွေရှိတယ်ဒါမဲ့အချို့နေရာတွေမှာစိုးကျိုးပေးရင်လည်းနင်းနေနာနာပေးတတ်တော့ လူတယောက်လူပေါ့ဗျာကောင်းကောင်းကောင်းအရင်အကောင်းကြီးမရရင်နေဒုက္ခတော့အရင်ကြီးဆိုးပြီးတော့မကြုံညင်ဘူးဆိုတဲ့အနေထားမျိုးလူတွေကရွေးချယ်ကြတာပဲလေမင်းအစင်တော့ပြင်မယ်အရင်တော့မချမ်းသာဘူးဒါတော့ရွေးရမယ်ဒုက္ခတော့ကြီးရောက်မယ်ဒါမှခတ်မသိင်လည်းအကောင်းကြီးဖြစ်မယ်လူတွေကနည်းနည်းတက်တော့တက်တာရှိတဲ့ဟာပဲရွေးချယ်ကြသလိုပေါ့ဒါကြောင့်ပဲဘီဒင်ဆရာကြီးကလည်းပတ်ခေါကိုရှောင်ပေးတာပေါ့ဒီပတ်ခေါနာမည်ကြီးကဘာပြဿနာရှိလဲအဓိကအားဖြင့်တခုခုကို အကျိုးပေးခြင်းတန်လာပြီဆိုရင်သူတို့ဘဝမှာလိုချင်တာရပြီဆိုရင်လိုချင်တာရပြီရဲ့နောက်မှာ မလိုချင်တာတွေလည်းတွဲရတဲ့တယ်အဲ့ဒါပတ်ခါရဲ့သဘောပဲပတ်ခါရဲ့သဘောလိုချင်တာရပြီတဲ့နောက်မှာ မလိုချင်တာတွေပါမလိုအပ်တာတွေပါတွဲပြီးရတယ်အခုကျွန်တော်တို့ကနေရာတနေရာမှာကျွန်တော်တို့နေမြေတစ်တခုမှာအိမ်တိမ်ဝယ်လိုက်တယ်ဆိုပါစို့ခေါင်းရင်အိမ်အကုန်နဲ့တဟဆာတာဖြစ်တယ် ချင်းအိမ်ရကိုနဲ့အဆင်မပြေဘူးဒါပတ်ခါသဘောပဲငွေတွေအများကြီးဝင်လာတယ်ပေါ့စုဖို့ဆောင်ဖို့ကြံငါရှိသေးတယ်ကုံမာလေးတွေပေါ်လာတယ်အဲ့တော့ရယူမှုနောက်မှာပြန်ကုံသွားတာတွေကပတ်ခါမှာဖြစ်တတ်တယ်အဲ့တော့ပတ်ခါအမြဲတမ်းအကောင်းအဆိုးအကောင်းအဆိုးနှစ်ခုနှစ်ခုပေးကြတာများတယ်လို့နှစ်ခုနှစ်ခုခြွိုက်လောက်တာမျိုးကိုလည်းပတ်ခါသဘောကအမြဲပေးတယ် ။ထားပါတော့အင်တာဗျူးတွေဖြေထားတယ်ဖြေထားတယ်ဖြေထားတယ်။အလုံးတစ်ခုကဓာတ်ရိုက်ခေါ်တယ်။အဲ့နှစ်ခုမှာတစ်ခုကကိုယ့်အတွက်ရေရှည်ကောင်းတယ်။ဒါမှမဟုတ်ကိုယ်ဘယ်ဟာပိုကောင်းလဲကိုချွိုင်းမလုံးနိုင်ဘူး။အဲ့ဒါအောင်မှာကိုယ့်ရဲ့ပက္ခနာမယအစိုးကြနေတဲ့အချိန်ဆိုရင် မကောင်းတဲ့ကုမ္ပဏီကိုသွားယူလိုက်တယ်။ကောင်းတဲ့ကုမ္ပဏီမယူမိဘူး။အဲ့လိုပဲပက္ခသဘောတရားပြီးထားတဲ့နာမည်တွေကသားသမီးမွေးတဲ့ခါကျလေသားသမီးနှစ်ယောက်မွေးတယောက်ကစိုးတယ်တယောက်ကကောင်းတယ်အဲ့လိုဖြစ်တတ်တယ လူဆိုးကြမှာဆုံးပါဗောဒီသားသမီးတို့ပူပူပန်ရတာလည်းဖြစ်ရင်ဖြစ်မှာဗောနော်ဒီသားသမီးတို့ပိုစိတ်ပူရတယ်တယောက်ကတော့စိတ်ဖြစ်တယ်စိတ်ချရတယ်ဟုတ်ကဲ့တယ်အလူဟာမျိုးတွေပဲအမြဲကြုံရတယ်အာလူချစ်လူကဲကိုယ့်ကိုအရန်ချစ်တဲ့လူ၄၅၀ရောက်ရှင်ကိုယ့်ကိုအရန်မုန်းတဲ့လူလည်းအဲ့လိုပဲထောက်ဝက်ရှိနေတဲ့ဆိုင်ဆိုင်ဖွင့်လို့ကိုယ့်ကို ကောင်းကျိုးကိုလိုလားပြီးကိုယ့်ကိုမိတ်တွေခေါ်ပေးတာသူ့ရဲ့ပါတနာတွေနဲ့ကိုယ့်ကိုချစ်ပေးတာကိုယ့်လုပ်ငန်းကိုပိုအောင်မြင်အောင်လုပ်ပေးသလို ပြိုင်ဘက်တရားကိုနာမည်ပြအောင်ထိုးနှက်တာကြောက်ကြတာဒုက္ခပေးတာဒီလူမျိုးတွေလည်းကြုံရတယ်အဲ့ဒါပတ်ခပဲအဲ့လိုလူကျင်တာရလာပြီဆိုရင်မလူကျင်တာတွေလည်းကတ်လိုက်လာမယ်ဆိုတော့ပတ်ခသမားတွေကလုံးဝသိဖို့လိုတယ်ဒါကြောင့်ပတ်ခနာမည်တွေကိုကျွန်တော်တို့ကဘာကြောက်ရှောင်ပေးလဲဆိုတာအဲ့ဒါကြောင့်ပဲကောင်းတာလေးတွေကိုမကောင်းတာလေးတွေကတွဲပြီးလိုက်လာသလိုမျိုးပဲအမြဲတမ်းကြုံရတာများတယ်ပတ်ခသမားတွေက ဒါကြောင့်ပရိပခနာမည်တွေကိုကျွန်တော်တို့ကရှောင်ကြတာပက္ခအကောင်းကျိုးမပေးတာမဟုတ်ဘူးကောင်းကျိုးနဲ့ဆိုးကျိုးအမြဲတမ်းနှစ်မျို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 းအမြဲတမ်းကြုံပြီးတော့ကောင်းရင်လည်းပြည့်ပြည့်ဝကောင်းတယ်မကောင်းရင်လည်းမကောင်းတယ်ဒီလိုလည်းမဟုတ်ဘူးတော့နော်ဒါကြောင့်ပက္ခနာမည်တွေကအရင်ဆိုးနေတာမျိုးတော့မဟုတ်ဘူးအချို့ပက္ခတွေကဆိုးတာမျိုးရှိတယ်အချို့ပက္ခတွေကအလောက်ကြီးမဆိုးဘူးမတိမတားလေးနဲ့ဆိုးတာမျိုးတွေရှိတယ်ဘာခါနာမည်ပြီးဆိုပြီးမဖြစ်မနေပြောင်းရမယ်လို့ဆိုလိုတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါလေးတွေတော့လက်ခံရလိမ့်မယ် မလိုချင်တာတွေမရချင်တာတွေလည်းတွဲပြီးဘဝမှာရနေတတ်တဲ့နာမည်ရှင်တွေလို့ပြောတာပတ်ခနာမည်ရှင်တွေကလောက်ဆိုသဘောပေါက်မှထင်ပါတယ်ပတ်ခမသိဘူးဆိုရင်ကိုယ့်ဘကိုနားလေတဲ့နည်းနည်းပါးပါးမဟာဘုတ်တွက်နီးပါညာကိုယ့်ဘကိုကြည့်လိုက်ကြည့်ပြီးတော့တတ်နိုင်သေးပြီကြည့်ကြည့်ပါကိုယ့်ရဲ့နာမည်ဟာအဓိပတိအိမ်ကနေမရဏအိမ်နဲ့တွဲပေးထားတာလားနော်ဒါလေးသိကြည့်ဟာတိုက်ကနေယာစာကိုတွဲပေးထားတဲ့နာမည်လား ဟာအထုံးကနေပူဒီကိုတွဲချက်ပြီးပေးထားတဲ့နာမည်လားဘင်ကားအစဘင်ကားအဆုံးပေးထားတဲ့နာမည်လားဓာဒီကိုသိရင်ကျွန်တော်တို့ပတ်ခနာမည်ရှင်ရဲ့စိုးစိုးကောင်းစိုးသိစေနိုင်တယ်အချို့ပတ်ခတွေကတော့အရင်ဆိုးတယ်ပေါ့ဘတော်စာထိကိုင်းမှုတွေအက်ဆီဒန့်တွေအဲကြီးမားတဲ့ခက်ခဲကြီးတွေဒီလိုမျိုးတွေလည်းကြုံစားရတဲ့လူမျိုးတွေရှိတယ်ဒါကတော့လူတိုင်းကိုဒီလိုလျှောက်ပြောလို့လည်းမရဘူးသူ့အသက်ပိုင်ခြားသူ့သက်တာကာလမှာမှဖြစ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ကပတ်ခါယူဆိုးတယ်ဆိုပြီးတောက်လျှောက်ပြောရင်တကယ်လည်းလက်တွေမှာမဆိုးဘူးလေဆိုးတဲ့လူမှဆိုးတဲ့အချိန်မကြသေးမဆိုးဘူးလေနော်ဒါလေးကိုသိစေချင်ပါတယ်အဲ့တော့ပတ်ခါနာမည်ပေးတာမီလို့ပြောင်းလို့လည်းမရတော့ဘူးဆိုရင်ရတရာဘာလို့ကမလဲနောက်ပရီကိုကြာရင်ကျွန်တော်ထပ်ပြောပေးပါမယ်နော်အဲ့ဒါကိုအားလုံးပဲနေကောင်းကျန်းမာကြပါစေဗျာ